ရှောင်းနီယိုအပင်းနာစင်နေကြသူများအလုံးမင်္ဂလာပါရှင်။စာရေးဆရာမဝန္နာရေးသားထားတဲ့ချစ်ခင်သာဖွံ့ဖြိုးမာလီအပိုင်း6ကိုဆက်လက်တင်ဆက်ဖတ်ပြပေးသွားပါမယ်။မဝန္နာချစ်ခင်သာမော်ယုံမာလီအပိုင်း6ဒီချိန်မျိုးမှာငါဘာလုပ်မလဲဟုမမဝေစဉ်းစားသည်။တနည်းပဲဟုတ်သည်တနည်းပဲရှိသည်။မဖျားကိုနှုတ်ဆက်ရမည်။ ပင်စီကိုမိထားရမှာကိုကိုခွာလိုက်သည်မဖြားတူကိုလမ်းလျှောက်မိသည်ညနေချင်းဆိုင်မိပြီမဖြားသည် သူ့ကိုမကြည့်သလိုကြည့်သလိုအနီးကတွေ့ရလေတော့မှမမောင်ဝီပို့လို့လှုံရှားသွားရသည်သူ့မျက်လုံးသူ့နှုတ်ခမ်းဝန်းတော်လျားတော်မျက်လုံးထူတော်ပြီတော်နှုတ်ခမ်းပြက်သားသောသဘောကိုစောင့်လိုက်မည်ညခုံးကဖြောင့်သည်မျက်ခွန်ကနည်းနည်းမှုသည်မဖြားအလိုအလျောက်နှုတ်ဆက်မိသည်မဖြားသူ့ကိုကြည့်သည် နှုတ်ခမ်းကိုတင်းတင်းစီရှင်နဲ့ကျမဘယ်တော့မှတည်ဘူးလို့လဲဆိုသည့်သဘောကိုစောင့်နေထူးလဲပြန်မထူးဘာမှလည်းပြန်မပြောအခံရခတ်လာသည်မကားချုပ်ကိုမသိဘူးလားမမဝိလေတန်၌မာနတန်ပါနေသည်ဒီလိုတော့ဖြင့်ဘယ်ရမှာလဲမဖျားမှာလဲမာနရှိပါသည်သိပါရဲအမျိုးလုံးသိနေကြတာပဲဒါပေမဲ့ကျမကကိုမမဝိနဲ့မသိသေးပါဘူးသိလဲသိဖို့မလိုပါဘူးခင်နုနုလေးနဲ့ပဲသိဖို့လိုပါတယ် ကားများကအလိုလျောက်ထွက်သွားကြသည်။နောက်ဆုံးစကားပိုက်သည်အတိပင်အများကြီးရှိသွားကြောင်းကိုမှတ်ဖျားသတိထားလိုက်မိ။ခင်နုနုလေးနဲ့ပဲသိဖို့လိုပါသည်ဆိုသည်မှာတနည်းအားဖြင့်ခင်နုနုကိုသာဂရုစိုက်ဖို့လိုပါတယ်။ကျမကိုဂရုစိုက်ဖို့မလိုပါဘူးဟုအတိပင်ပေါက်သွား၏။ဘာဖြစ်လို့များမိမိနဲ့ခင်နုနုကိုနှိုင်းရရှင်ပြီးပြောနေမိပါလဲ။သူစိတ်ထဲမှာရောခင်နုနုနဲ့သူပြိုင်နေသလား။မမဝေပြုံးမြန်၏။လေပြေတစ်ချက်တုတ်သည်။ တချက်ကလေးဆိုမှတချက်အထည့်တုပ်လိုက်သည်မဖျားကြီးလေဝင်းတွင်ရပ်ပတ်ထားသောပဝါကလေးလှုပ်သွားသည် မမဝီသည်မဖျားကြီးကြော့သောလေတိုင်းကိုသတိပြုမိပြန်သည်ဟိုတနေ့ကလေတိုင်းဆက်မှဆန်းဆများကိုသတိရသည်မမဝီစိတ်ထဲမှာမချင်မရဲဖြစ်လာသည်မဖျားကြီးကိုမှရဏံတစ်မျိုးကိုရှူရှိုက်လိုက်ရသည်ဟုမမဝီထင်သည်အာယုံတို့တဲထက်မြင့်နေပါကလားမဖျားကိုကြုံနူးနူးတို့အိမ်ထမင်းလာစားတော့ငါတွေ့လိုက်ဖူးပါရဲ့မဖျားဘာမှပြန်မပြော ဒါပေမဲ့တည်တည်ချာချာတော့မဟုတ်ပါဘူးနောက်ကမြင်ရတာကျမသိပါရဲ့မမဝေနည်းနည်းအံ့ဩသွားသည်သိတယ်ဟုတ်ကဲ့ရှင်သိလိုက်ပါရဲ့ဒါကြောင့်လဲဘာဖြစ်လဲဒါကြောင့်ဘာဖြစ်လဲမထူတော့ဘီစကားကိုဆက်ရတက်ရတော့မြင်ဒေါ်ကြီးတော်မုံမုံကအဲ့ဒီနေကကျမကိုအပြင်ရှောင်ခိုင်းထားတယ်မမဝေစဉ်းစားလိုက်သည်ချက်ချင်းသည်မဖျားကြီးအလှကိုမမဝေမသိစေမမြင်စေလို့တော့ကြောင့် ဒေါ်မုံမုံကရှောင်းထားခိုင်းနေတာဖြစ်နေ။ဩအာမေရိတ်ကိုတန်ရွှေဆွဲရည်ညီဘာဖြစ်လို့များရှောင်းခိုင်းထားရတယ်လဲမသိဘူး။သူကိုယ်တိုင်မှပဲသိတော့မယ်ထင်ပါရဲ့ရှင်။နေပါအောင်အခုပဲသွားမှလဲ။အင်းဆက်ဘက်အင်းဆက်ဆိုတာဟိုးရှင်နာရွာပါ။ဩအမျိုးကြီးရှိလို့လား။သားမြင့်ဟန်ပြင်းနေတော့မပြားကြီးခြေလမ်းများတွန့်သွားရဲ့။ရှင်အမျိုးကြီးဟုတ်လား။အင်းလေ မဖျားဆွေမျိုးတွေအင်းဆက်မှာရှိသလားလို့မဖျားပြုံးနေသူ့အပြုံးကအမေတလို့ကြီးကျမမှာဆွေမျိုးဆိုလို့မူးရင်ရှူစရာတော့မရှိပါဘူးရှင်ပျော်ပြပြီးချင်းကြောက်ခိုင်းထွက်ခဲ့သည်ရှင်ထဲမှာတင်းကျပ်သွားသည်မမဝေရုတ်ရက်ငိုင်းသွားသည်မဖျားအကြောင်းသူတစုံတစကြားပြီးကြပါဘယ်ရလာသည်ဖေမျိုးပင်တွေတိတိကျကျမသိမသိလားရှင်အကြောင်းတစ်ကြောင်းမှာကက်နေခဲ့ရဘူးကြောင့်သာရေးရသည်ဆွေတော်မျိုးတော်အဆက်အနွယ်တွေကလို့ပြောကြသည် ဒါပေမဲ့ဘယ်သူကမှဆွေတော်မျိုးတော်အစ်စ်ဟုမယုံကြည်ကြ။ခုမဖျားကပြောသွားသည်။သူ့မှာဆွေမျိုးဆိုလို့မူးယင်ရှူစရာတော့မရှိပါဘူးလေ။သူပြောတာအမှန်လား။ဒါဖြင့်ဆွေတော်မျိုးတော်အဆက်အနွယ်ဆိုတာမဟုတ်ဘူးပေါ့။သူစဉ်းစားငိုင်းတွင်နေတော့မဖျားလျှောက်လှမ်းသွားသည်မှာအတန်ငယ်ပင်ဝေးသွားပြီ။ကြည့်လိုက်တော့"ဩမဖျားဟာနောက်ဘက်ကနေကြည့်ရင်ဘယ်တော့ကြည့်ကြည့်ဆွဲဆောင်မှုရှိနေပါလား"မဖျား ရုပ်တရက်လှမ်းခေါ်မိသည်မဖျားကြီးခြေလမ်းများဆက်ကနေတုံ့င်ပြီးချက်ချင်းဆက်လျှောက်သည်ပူရည်မြ мян လျှောက်သည်ဟုထင်ရသည်မမဝေနောက်ကလိုက်မိသည်ဒီတခါတော့အရင်တော့ငါလိုအင်းဒရီတွေပါလေဟမ်းမဆောင်နိုင်ခတ်တက်တက်ပင်မှီအောင်လိုက်ရာတော့ဒီတစ်ဖက်တစ်ချက်နိုင်ရှိ၏ຫນွေမှုတီးနံတွေမဆိုးပြေတော့မကြမီမိုးကြမီဟုမျောလင့်ထားကြတော့ကြောင့်ဟိုနာတကွယ်ဒီနာတကွယ်ရာမီကိုဆွတ်ထားကြသည်ထွန်ရချင်းကိုတော့စကြဟန်မတူသေး ညီဒီသိလိရပြန်ရှိသေး၏နေကပြွထွက်စားပြုပြီးဖုံလင်းလင်းကနေသောခြံတို့ကိုနေအောင်တဝက်တပြက်ထိထားသည်ညူတဝက်မောင်တဝက်ပြားတဝက်မဖျားသည်လူသွားလန်းကလေးအတိုင်းရှောင်နေသည်ဘေးနားမှာအเจ้าစရိမြေတချို့ကိုတွေ့ရ၏အညာမှာအเจ้าစရိကုန်းခေါင်ခါမဟုတ်တော့မှဟိုနာတကွယ်ဒီနာတကွယ်အเจ้าစရိမြေကပေါ်လျက်ရှိသည်ရှေ့နားမှာရှူကလေးတစ်ခုမဖျားရှူလန်းကလေးတွေစဉ်စားပြုနေပြီမမဝေမဖျားကိုမိလာ၏ သူတို့နှစ်ယောက်သည် ရှူကိုစဉ်းစားပြုနေကြပြီရှူကလေးကလက်တဖောင်လောင်းမြင်သည်ရေစားထားသောကြောင့်ရေစီးချောင်းများသည်ရှူနံရံ၌အစင်းလိုက်ပေါ်နေသည်မိုးရီသည်သူစားနိုင်သောမြေသားကြောက်သားများကိုစားပစ်ပြီးမစားနိုင်သေးသည့်တို့ကို ထားပစ်ကြောင်းမမောင်ဝီတင် जा မှတ်ထားဘူးသည်တခါမှတော့မတွေ့ဘူးမိုးစားထားသောမြေသားနံရံ၌ထက်သက်တူများပါသွားသည်ထက်သက်တူတွေပါသည့်ကြောက်သားတို့ကြံ့ရစ်သည်ကိုမမောင်ဝီစဉ်းစားမနေနိုင် ရေစီးကြောင်းများအစင်းလိုက်ဆင်းနေသော ကပင်ရံကြားတွင်လှလှုပ်ရှားစွာလှပနေသောမဖျား၏နောက်ပိုင်းကိုယ်လုံးကိုသာငြိမ့်ကြည့်နေမိသည်မဖျားထက်ခေါ်သည် တုံငနေရဲ့၏လှည့်ကြည့်သည်သူ့အကြည့်ကနှက်ဆိုင်သည်မမောင်ဝေတုံလှုပ်သလိုဖြစ်သွားသည် တုံလှုပ်သွားသည်ပဲဆိုပါစို့ဒီနေရာလေးမှာသူတို့နှစ်ယောက်ထည့်ရှိသည်တယောက်ကိုတယောက်အတန်းငယ်ကြအောင်စိုက်ကြည့်နေမိကြသည်ညလုံးများဝင်လက်လာကြ၏ မဖျားကြီးဘွားတစ်ယောက်လုံးနဲ့မမဝေကဲ့သို့သောယောက်ျားကိုမတွေ့ဘူးပါကိုလူကျော်တယောက်နဲ့ဤမြလူသူကင်းသောနေရာမှာနှစ်ယောက်ထဲတွေ့နေရသည်မခုံမှုသောရင်ကတစက်စက်မြည်လာ၏မမဝေသည်လက်ဖြာများအေးလာကြသတိထားမိတိရွတ်များကိုလီတိုးတန်တက်တက်ကြားရသည်ကပင်ရံပေါ်မှတစ်ပင်များမှတိရွတ်ကလေးတွေကိုကြည့်မိသည်ဆက်ဆက်ခါနေကြ၏မဖျားကိုပြန်ကြည့်သည်မဖျားလဲစိတ်လှူရှားနေကြောင်းသိသာသည် သူ့အကြည့်ကိုမဖျားတရှိရင်မဆိုင်တော့မျက်လှာချလိုက်လေသည်စင်းနေသောနှာရံပေါ်မှမျက်တောင်ကုတ်ကိုမြင်ရသည် သူ့အကြည့်လွှဲဖယ်ထားသည်မြေပြင်ကိုလည်းမကြည့်ဘေးကိုလည်းမကြည့်ဘယ်ကိုကြည့်၍ဘယ်စီအာယုံရောက်နေမှန်းမသိရမဖျားအင်းဆက်ကိုဘာသားလုံးမှာလဲမဖျားကောင်းခါသည်ဟုတ်သည်ပဲသူဘာသားလုံးမှာလဲဘာမှလုပ်စရာမရှိအိမ်မှာညီငွေလုံးရေးတာထွက်လာခဲ့တာမဟုတ်ဘူးလေ ဒေါ်ကြီးတော်မုံမုံအများခိုင်းလိုက်သလားလို့မဖျားခေါင်းခါပြန်နေသူလည်းနှစ်ဖက်ဒီပဝါစာကိုလိန်နေမဖျားသူကသူအံ့ဩမိသည်ဘာဖြစ်လို့များရှေ့ဆက်ရင်မရှောင်မိပါလဲမမောင်ဝေးကသူ့ကိုကာရက်ထားလို့လားမဟုတ်ပါရှောင်ခွေသွားနိုင်တာပဲဒီနေရာမှာထုတ်စည်းတို့တို့လုံနေတော့မှာတော့မဟုတ်ပါဘူးဒါပေမဲ့ခြေထောက်တွေကဘာဖြစ်လို့မရွေ့တယ်လဲစူးစားကြည့်သည်မရခြေထောက်တွေကိုယ်တိုင်ကမရွေ့မြေပေါ်မှာတံမုံနဲ့ဆွဲထားတယ်လို့ခိုင်မြဲနေသည် အညူခံထားရတယ်လို့ပဲဟွန်းမဖျားအလုပ်ကိစ္စနဲ့သွားမလားကျွေးတောင်းသွားမလားမဖျားပြုံးဖြစ်သည်အော်သူကဘာလို့စီကျွေးသွားတောင်းရမှာလဲသူကိုယ်တိုင်ကကျွေးပေးစရာတွေဒါရှိချင်းရှိမည် သူကရစရာကျွေးရဲ့လို့ဘယ်မှာရှိနိုင်မှာမလဲမဖျားပြုံးရင်ပြန်ဖြေသည်ကျမကျွေးရစရာမရှိပါဘူးမဖျားကသူများကိုမိခိုးနေရတာပါဒါဖြင့်အင်ဆက်ကိုအလဲတက်တက်ပဲသွားမှာပေါ့ မဖျားခေါင်းငှိလိုက်သည် သူသွားတင်ပြီဟုဆုံးဖြတ်လိုက်သည်ကျမသွားရမယ်ရှေ့မှာကာရက်ထားသောမမောင်ဝေးကိုကြွေ့ဆောင်လိုက်သည်မမောင်ဝေးလမ်းဖယ်ပြီးခဏရက်နေသေးသည်ပြီးမှလှမ်းမိသည်ကျွန်တော်အဖော်လိုက်ခဲ့ရမလားမဖျားပြန်လှည့်ကြည့်သည်ပြုံးဤခေါင်းခါသည် သူ့ပြုံးနေခေါင်းခါပုံကညှို့နေသည်ဆူအတင်းလိုက်သွားလျင်ညင်းမိပုံမပေါ်သို့တော်စဉ်းစားရသေးသည် ဒီချိန်ဒီနေရာမျိုးမှာနှစ်ယောက်ထဲသွားလို့သင့်ရောပါမလားပြီးတော့ဒီမြို့ကလေးမှာမမဝေးကိုတည်သူများရှိခဲ့သူမက်ဖြာကိုလည်းတည်သူများသည်သူတို့နှစ်ယောက်ကိုတောချူရှူကြားတွေ့သွားခြင်းဖြင့်ပြဿနာတွေများလာနိုင်သည်အထူးသဖြင့်ဟင်ငယ်နုနှင့်ထောင်မုံမုံပြီးတော့လီလီကွန်မမဝေးသည်သူ့ကိုယ်သူတိတ်မပိုင်ပါမက်ဖြာကိုလှမ်းကြည့်သည်တရွေ့ရွေ့သွားနေသည်လက်တစ်ဖက်ကပွားကိုရစ်လျက်တခြားလက်တစ်ဖက်ဖြင့်တော်ပန်ကလေးတစ်ဝင်းကိုခုသည်ပြီးတော့ခေါင်းငုံငယ်လျက်ပန်းပန်သည် တောပန်းကဝဝလေးတပွင့်နဲ့ဘာပန်းရည်လို့တော့မသိနိုင် သို့တော်လာပါသည်ပန်းပန်ဟန်မှာနှဲ့ဤမိန်းကလေးတယောက်ပန်းပန်လိုက်ခြင်းကိုမြင်ရသူအဖို့ကြည်နူးဝဲကောင်းပါသည် မမောင်ဝေတပြင်းငယ်ရှိုက်ဤမဖျားရှူလေးတဲမှတက်သွားပြီဟိုဘက်မှာရခင်းဆက်ဟိုးအဝေးမှာမကြီးပင်အုတ်တအုပ်ရှိသည် မမဝေသည်ရှိုးထိတ်အထိဖြီးလေးစွာလှမ်းတက်ခဲ့၏။မက်ဖြာသွားနေသည်ကိုရှိုးထိတ်မှကြည့်၏ တိတ်ကြကြမကြည့်နိုင်ပါသူပြန်လှည့်ခဲ့သည်ဒါပေမဲ့တော်ပန်းဝဝကလေးကိုကနွဲ့ကလေးကပန်သွားသောမက်ဖျားကြီးဟန်သည်သူမျက်စိထဲမှပြောက်မသွားအာယုံရိပ်တွင်စွဲကြံနေ၏အိမ်မက်ထဲထိလိုက်လာလေဦးမလားဟိုးတညကအိမ်မက်ကိုမှတ်မိသည်ဘဝဗျူကိုထွေးပတ်လျက်ကောင်းငင်တွင်ပြန်ဝဲနေသောမက်ဖျားခေါ်မဖျားမက်ဖျားရှောက်မိသားရှောက်ခဲ့သည် သူ့အာယုံသည်နောက်၌ကျန်ခဲ့၏ မမဝေးကိုအနီးကပ်မြင်ရခြင်းသည်ယခုတစ်ချိန်ပထမမဖျား၏မျက်ဝန်းများလဲရှောင်းလာသည် သူမမဝေးကိုဆွဲမိပြီချင်းရှင်ထဲမှာမောသလိုဖြစ်လာ၏ရှေ့နားမှာမကြီးပင်အုပ်ကိုတွေ့ရသည် မကြီးပင်ကြီးတို့သည်ဒုရယ်ကြီးစွာပြီးတော့အုပ်လိုက်ပေါက်နေသည်မကြီး၏ကိုအဝေးရမြင်ရခြင်း၌ပင်အင်းမြနေသည် စိတ်ထဲမှာအမောနည်းနည်းပြေမကြီးအုပ်ကိုရောက်လျင်ခဏနားအောင်မြည်ရာရောဇက်မှာမြေညူတို့ပွနေ၏ဟိုးဘက်လဲလန်းเจ้าမှာ ဖုံကလေးတလိထနေဘဲဘက်လှဲတစင်တွေ့ရွေသွားနေသည်နောက်ကိုပြန်လှဲကြည့်ခြင်းစိတ်ပေါက်လာသည်ခုလောက်ရှိမှတော့မမဝေခက်ဝေးဝေးကိုရောက်နေရောပေါ့မတိမတာခေါင်းငယ်ကြည့်လိုက်သည်မြင်ရ၏ကပင်ရထိတ်ကိုပြန်လျှောက်သွားနေသည်ဒီအချိန်မှာသူတို့နှစ်ယောက်စိတ်ထဲမတိပဲနဲ့ဆက်နွယ်မှုတစ်ခုဖြစ်သွားသည်ထင်မမဝေလည်းအမတ်မဲ့လှဲကြည့်မိသည်အဝေးကြီးအဝေးကြီးပါ ဒါပေမဲ့တရားကိုတရားကြည့်နေခြင်းကိုသိလိုက်ကြသည်။သီလအဝေးကြီးပေမဲ့ရှင်ကဆက်ခနဲခုံနေ။ရှင်ခုံရင်းသည်အနည်းဝေးနှင့်မဆိုင်။ချောင်းကဘာထိတ်သူမမောင်ဝေးရောက်လာသည်။ချောင်းများစီမှမွညွနေပါဘကော။စွန့်၍ဖြတ်မြေစိတ်ကူးသေးသည်။မဖြစ်။အညာတောင်ချာချောင်းကိုအထင်းသေးလို့မရ။ပြီးတော့မမောင်ဝေးနဲ့အဖော်မပါ။ဒီတော့ချောင်းကိုဖြတ်တော့တောင်ချာကြီးကြလာတယ်တွေးဝင်စရာမရှိ။ကဲမိသူလည်းမရှိနိုင်။ ဒီချောင်းရည်ကြီးမှာဒိုက်တရောတစ်ဖက်လိုမျောပါသွားနိုင်သည်လက်ပံမင်းကြီးနားမှာကတ်လိုက်သည်ချောင်းပြားကိုလှမ်းကြည့်မိသည်မိုးမဲနေပြီချောင်းပြားမှာမိုးရွာနေပြီအဲ့ဒီမိုးဟာဒီစီထိရောက်ချင်လဲရောက်လာမည် အနီးပါမိုးခုစရာရှာကြည့်သည်ဟိုးခလန်လန်းမှာထလက်တဲကလေးတဲတွေ့ရသည်ရားတဲကလေးပဲထလက်ဖျားများကို မြေထိကြအောင်မိုးထားသည်တဲကနိမ့်နေကလေးရာသမားတို့နားချိန်မှာခဏဝင်ခုသည်တဲကလေးဖြစ်မည် လူနေတီတဲတော့မဟုတ်မိုးများရွာလာလျင်တော့အဲ့ဒီတဲစီပြေးပြီးခိုးရမှာပဲမမဝေသည်လက်ပံပင်စင်သားကဲ့၍မှီနေလိုက်သည်တစ်ဖက်ကန်းကိုကြည့်သည်ကပင်ရန်အထက်မှာထနှောင်းမြင်ကျိုးတူကျဲတဲ့ကိုမြင်ရသည်ထနှောင်းရငယ်ကလေးတွေခလုတ်ရင်းနေကြသည်လေပြင်းကလေးတိုက်လာသည် မမဝေသည်လဲမဆီထားသောမာဖလာကို တရစ်ထပ်ပတ်လိုက်၏အင်းချောင်းရေကြပြီးမိုးဆဲမှဒီချောင်းကိုဖျက်ရတော့မှာပဲ တကယ်လို့များချောင်းရီကဇက်တိုက်ကြနေရင်မိုးချုပ်လောက်ထိနေရလေဦးမယ်ထင်ပါရဲ့တခါတလေကြာမိုးဦးလေးဦးမှာချောင်းရီကတော်တော်နဲ့မရနိုင်တညာရီလောက်ဆောင်ရသည်များပင်ရှိဆိုရင်စီနည်းနည်းဝင်လာသည် ခုနကတော့ငါမဖြားသွားသည်အင်ဇက်ဘက်သို့လိုက်သွားရကောင်းမလားမကောင်းပါဘူးလေသူလဲသူကိစ္စနဲ့သူသွားတာဟိုမှာဘယ်သူပင်သွားတက်ရမလဲအညာကြီးလဲဆိုတော့ဘယ်သူပင်ဖြစ်ဖြစ်နောက်ဆုံးတကြီးကိုအကူအညီတောင်းရင်ဖြစ်ဖြစ်တဲလို့ခုလို့ရနိုင်တာပဲ။ တကယ်လို့ညနေချောင်းထိတောင်ကြရေးဆက်ဆင်းနေဦးမယ်ဆိုရင်တော့အင်းဆက်ရွာပဲလိုက်သွားမည်။ငါဖျားမကြီးမျိုးကိုဝင်လိုက်တဲ့နဲ့ညိတ်ငနေအေးသွားသည်။နှစ်ဖူးမှစိုးစားပြူနေသောချွေးကလေးများကိုပဝါးစားဖြင့်တို့တုပ်လိုက်သည်။မကြီးပင်အိုတို့သည်ကြီးစွာသော အရေးအာဝါဒကိုပေးလျက်ရှိ၏။လေတံတစ်ဖက်ဖက်ကြားရသည်။မကြီးပင်ကြီးကိုမှော့ကြည့်လိုက်၏။မကြီးကိုင်းတို့သည် ပြော့၏။တို့တော်ခိုင်၏။မကြီးကိုင်းပြော့နှဲ့နှဲ့တို့သည်လေနိုင်လှုပ်ရင်းနေကြသည်။ မမတက်နေသောမကြီးရွတ်တို့သည်ဖြက်ဖြက်လူလှုပ်နေကြ၏မဖျားချက်ချင်းတိလိုက်သည်အရှိဘက်စီသို့ကြည့်လိုက်၏အရှိဘက်ကချောင်းများဖြစ်သည်မူးညူနေပြီချောင်းများမှာမိုးရွာနေပြီအလိုမကြမီရေးကြတော့မှာပါလားမဖျားသည်စက်ခနဲပင်နောက်လဲကြည့်ဟိုးမှာမမောင်ဝေးချောင်းကဘာသို့ရှောက်နေပြီချောင်းကဘာနာပင်ရောက်နေပြီဒီလူကအောက်ပြာပြန်လာတာမကြသေးဘူးအညာသေးကြောင့်တောင်ကြရည်အကြောင်းကိုသိခြင်းမှသိလိမ့်မည် ိတိထအောင်သူအညာကခွဲခွာသွားခဲ့ဒီမှာကြာပြီမိကောင်းမိနေလိမ့်မည်အညာတောင်ကြချောင်းရီကစီးပြီးဟေ့ဆိုရင်စင်အောင်လွတ်တာမဟုတ်ဒီလူချောင်းကိုအဖြက်ချောင်းရီကအကြနှင့်ဆိုလျင်မဖျားချေလန်းသည်ချက်ချင်းဆိုလိုပင်လှုပ်ရှားသွား၏ခက်သွက်သွက်လျှောက်သည်မပြေးယုံတမယ်ဟိုလူကိုမမဝေတဲကြောင်နဲ့ဆင်းမဖြတ်ပါစေနဲ့လေကနည်းနည်းထန်လာသည်ဖုန်လေးလွင့်လာ၏ဘဝကိုနှာခေါင်းသားမှာပိတ်သည် ကြံတဝက်သောဘဝသည်လေအတုတ်တွင်တစ်ဖြက်ဖြက်လှုပ်ခါနေ၏မက်ဖြားခြေလမ်းများမြန်နေထက်မြန်လာသည်မမဝေးကိုလှန့်ကြည့်ရသေးသည်ဖုန်လိုင်းကလေထဲတွင်ခုန်ထ၏မမဝေးလက်ပံမင်းကြီးနာရောက်နေပြီတဲတဲကွယ်ကွယ်မမြင်လိုက်ရဒီလက်ပံမင်းကြီးပြီမှာချောင်းနဲ့ဆင်းသောလမ်းရှိသည်ဖျားဖျားချောင်းနဲ့များဆင်းလျော်သလားမက်ဖြားပူပန်ဆိုးထိတ်မိသည်ဘာပဲဖြစ်ဖြစ်လူတစ်ယောက်ရဲ့အသက် အလဟတမဆုံးရှုံးစေချင်ပါပြီးတော့မမဝေးကိုသူ့ မဖျားမြင်မြန်လျှောက်ရမှာအပြေးကလေးလှမ်းနေနောက်ပြေးသည်ရှိုးလေးကိုပြေးစင်းဤပြေးတတ်ဤရှိုးထိတ်ကိုရောက်ပြီးလက်ပံမင်းကြီးစီလှမ်းကြည့်သည်မမဝေးကိုမတွေ့ရချောင်းပြဘက်ထက်ကြည့်သည်မိုးရွာနေပြီကွန်းတရာမညက်ခင်အချိန်ပိုင်းကလေးမှာချောင်းရီကြလာမည်မိသေးသည်ချောင်းနဲ့စဉ်းစားပြုချိန်မှာ သူမမဝေးကိုလှမ်းခေါ်ပြီးပြန်တက်လာစေနိုင်သည်မဖျားပြေးဤ မမဝေလက်ပံမင်းကြီးဤတစ်ဖက်တွင်ရက်ရင်ချောင်းပြားမှကြလာတော်မူရေကိုမျှော်နေ၏မိုးဦးလေးဦးမိုးပြင်းပြင်းထန်ထန်ကြလာလိမ့်မည်ဟုမှန်းထားသည်ချောင်း၏အကြပြင်းလျင်ကျွဲနွားများတစ်ပင်များပင်မျောပါလာနိုင်သည်စိတ်ဆောစွာငန့်လင်နေမိသည်လေကနည်းနည်းပူပြင်းလာသည်လေထဲမှမိုးနှံကိုရသည်မိုးရလိမ့်မည်မှာမှောက်ချညာမိုးကရွာပြီဟေဆိုပြီးဆွေပြီးတော်တော်နဲ့တိတ်မည်မဟုတ်လက်ပံမင်းကြီးပေါ်မှာတည့်ရွယ်များခါနေကြသည်တစ်ဖြက်ဖြက်အတန်ကိုကြားရသည် ်တရွက်ခတ်တန်လားနှစ်ကောင်ပြန်လာတန်လားမဟုတ်နောက်ကိုလဲကြည့်သည်လက်ပံပင်ခွဲမှ ထွက်ကြည့်လိုက်သည်မဖြားပါလားသူစီပြေးလာနေပါလားလက်ပံမင်းခွဲမှလူရိပ်ကိုတွေးလိုက်မှမဖြားတပြင်းရှိကြီးကိုမောပန်းချင်းနဲ့အတူချလိုက်သည်သူချောင်းနဲ့မစင်သည်မဖြားပြေးလာခြင်းကိုရက်လိုက်၏မောဟိုက်နေသည်မမှန်မင်းလှမ်းလာသည်မမောင်ဝေမဖြားစီသူရှောက်လာ၏အနာရောက်တော့တရားကိုတရားကြည့်နေကြသည မဖျားကြီးရင်ဒီတလိုက်လိုက်ခုံနေသူ့မှာအမောနှစ်ခုပြိုင်ဖြစ်နေရသည်စိတ်လဲမောနေသည်လူလဲမောနေသည်မမဝေးလဲမောလာသည်စိုးရင်စီလေးတစ်ခုဝင်လာ၏မဖျားလမ်းမှာဘာဖြစ်လို့လဲတစုံတယောက်နဲ့တွေ့လာသလားရမ်းမှုသလားမတော်မတရားများဖြစ်ခဲ့လေသလားဟုဘာများဖြစ်လာပါလဲဘာဖြစ်လို့လဲမဖျားဘာဖြစ်လာလို့လဲပြောရင်မဖျားကြီးနောက်ကျောဘက်စီတို့ကြည့်ဘာမှမတွေ့ရကွင်းဒီညို့နေ၏ ဟိုးအဝေးကြတော့တဲ့မှာဘဲကောက်သူတချို့မမြင်ရတော့နီးစက်ရတနေရာကိုသွားပြီးမိုးခုနေကြရော့မြင်မဖျားကိုပြန်ကြည့်သည် သူမောနေရှာသည်မျက်စိကိုမှေးလိုက်တလိုက်လိုက်ခုန်နေသောရင်အစုံကိုသတိထားမိသည်ရှင်ရှင်ကုမမဝေးချောင်းထဲစစ်မှာဆိုလို့မမဝေးရင်ထဲမှာမောလျာသွားသည်အော်မဖျားရဲ့အလိုအလျောက်ပဲမမဝေးသည်မဖျားဤလမအိုးနှစ်ဖက်ကိုညင်သာစွာဆုပ်ကိုင်လိုက်သည် အာကောင်ကြီး၆လိုက်လေကပြင်းလာတယ်အေးလာတယ်မိုးရွာတော့မြင်မဖျားကြီးကိုကလေးကြီးတုံရင်နေမောကလည်းမောလာပြီတခုခုတနေရရာကိုမှီလဲလိုက်ခြင်းသည်သူရှိမှကလျာမမဝေရှိသည်မမဝေဤလက်ဖြာကမဖျားဤလက်မောင်ဦးဤကို နူးညံ့စွာဆုပ်ထားသည်ပြီးတော့မမဝေကမဖျားကိုမဖျားမမဝေဤရင်ဝင်ထဲတွင်မှီလိုက်သည်မောစွာ ပိုး၍မောလာသည် ငိုချင်လာသည်မိုးကလည်းရွာပြီအညာမိုးကတဲတဲရွာပြီဟေ့ဆိုရင်ငင်းငင်းသာသာမဟုတ်ဝေါ်ဝေါ်ကနေတွန်ချရသည်ပြီးတော့မိုးဖြူမိုးဖြူဖြူတို့သည်သူတို့နှစ်ယောက်စလုံးကိုရွှဲနှစ်အောင်ရွာချလိုက်သည်မမဝေးရင်ွေထဲမှာမပြားနှွေးထွေးလာသည်ကြောပြင်မှာရှက်ထားသောမမဝေးဤလက်များသည်တုံရင်နေ၏ချမ်းလို့တော့မဟုတ်နိုင်မမဝေးကိုယ်ထဲတွင်ရှိသောသွေးများကလှုပ်ရှားလဲပတ်မှုမြန်လွန်းနေသည်သူကိုယ်သည်နှွေးနေ၏ မဖျားကြီးကိုငွေသည်လဲနှွေးနေ၏မိုးတဲတဲအောက်မှာသူတို့မချမ်းညမမဝေသည်မဖျားကြောပြင်ပေါ်မှာသူ့လက်များကိုရုပ်လိုက်သည်နူညံ့ထွေးဤမှုသည်မမဝေရင်ကိုဖိနေ၏မမဝေကမဖျားကြီးပါနှစ်ဖက်ကိုအตาရာဆွဲယူမ၏မဖျားမျက်လုံးများမှိတ်ထားသည်သူ့ပါပြင်မှာမိုးဆက်တို့တွဲလဲခုနေသည်မမဝေသည်မဖျားဤပါပြင်ပေါ်မှာရေစက်များကိုပါရှူရှိုက်ပစ်လိုက်သည်မဖျားဤနှုတ်ခမ်းကလေးများဟလာ၏ သူ့နှုတ်ခမ်းတွင်စူနေသည်မိုးကြောင့်ညီတော်မဟုတ်နိုင်မဖျားသည်မျက်ဝန်းကိုဖွင့်လိုက်၏ညှို့ထားသည် မမဝေးကိုညှို့ထားသည်မိုးသည် ပူ၍တဲလာသည်ခဏမိုးခုမြည်ဟုမှန်းမိကြည့်ထားသောထတဲ့ကလေးစီသို့အာယုံရောက်သွားသည်မမဝေးသည်မဖျားကိုပခုံးမှတိုင်း၍တွဲဖက်သည်ပြီးဖေး၍ခေါ်သည်မဖျားအလိုက်တင်မှေး၍လိုက်သည်သူတို့နှစ်ယောက်စလုံးဘာကိုမှမမြင်သူတို့နှစ်ယောက်ကိုလည်းဘယ်သူကမှမမြင် မိုးဖြူဖြူကြားထဲမှာပဝါလေးမလွင့်နိုင်ကိုနှင်းကပ်နေသည်အဝိတုလည်းကိုနှင်းကပ်နေသည်မက်ဖြာ၏အလှသည်ရေဆူသောအခါမှပူ၍ပေါ်လာသည်ထလက်တဲသည်လူတရက်အထီမမြင့်ငုံရီဝင်ရသည်သူတို့စကားမပြောဖြစ်ကြတဲကမိုးမလုံးမိဖို့တဖို့တွေ့သည်ခဲတုံးခဲကိုဖိုခနောက်လှုပ်ထားသောမြေဆိုင်မိဖို့ပါပဲထင်းလူတစ်ချောင်းလဲရှိသည်ရေဆူနေပြီမိဖို့ဘေးမှာတလင်းတန်ကလေး မိုးကဟိုတပေါက်ဒီတပေါက်ယူကြနေသည်မိုးလုံးသည့်နေရာကကွက်ကွက်ကလေးတဲကကျင်းလာသည့်အထဲမိုးမယူသည့်နေရာက တောင်ကလေးတစ်ထောင်မှသာရှိသည်အဲ့ဒီထောင်မှကမြေကြီးနှင့်ထလက်မိုးတို့ထိနေကြသည်နှစ်ယောက်ပူ၍ထိုင်မိသည်ထလက်ပေါ်ကျသောမိုးတန်သည်သူတို့နှစ်ယောက်၏ရင်ခုန်တန်လောက်ကျင့်မိမထင်မဖျားမမောင်ဝေးကိုရီဝေးစွာကြည့်သည်နှုတ်ခမ်းများလှုပ်နေသည်ဘာကြောင့်များသည့်ချိန်မှငိုခြင်းရသည်လဲရင်ထဲမှာဆို့ရီဆို့ရီတက်လာသည် တဘောအလုံးရင်ဆိုင်ခဲ့ရသောမုန်းချက်မှုများကိုဖွင့်ထုတ်ပြလိုက်ခြင်းသည်မဖျားသည်မမဝေးရင်ခွင်ထဲသို့အတင်းတိုးဝင်မိသည်ငိုသည်တရှိုက်မမှန်ငိုသည်ရင်ခွင်ထဲမှငိုနေသောမဖျား၏လေကုတ်သားဝင်းဆူဆူကိုမမဝေးအနီးကမြင်နေရပြန်ပြီစံစားကလေးတွေရေဆူနေလေကုတ်သားဝင်းဝင်းဆူဆူပေါ်မှရေဆက်များကိုမမဝေးဆုပ်ယူမိသည်နှစ်ဖူးကိုလက်ဖြင့်တတ်သည်မဖျားမျက်နှာကိုမော့စေ၏နီးရဲဆူဆွတ်သောနှုတ်ခမ်း အားပေးနှဆင်နေကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရရှင်အပိုင်းခုနှစ်ကိုလည်းဆက်လက်ဆောင်မြန်းနှဆင်ပေးပါအောင်ရှင်